မိတ်ဆွေတွေကိုမပြစ်မှားလို့ရှင်အကျိုးကျေးဇူး10မျိုးရနိုင်တယ်ကဲအဲ့ဒါလေးကိုနားကြည့်အောင်နမတိကထာကပါပြောတာတော့မိတ်ဆွေကိုမပြစ်မှားတဲ့မစော်ကားတဲ့ပုဂ္ဂိုလ်ဟာတဲ့အိမ်ကနေထွက်လို့ခီးသွန်းနေတဲ့အချိန်မှတောင်မှပဲစားစရာတောက်စရာလမ်းခီးမှသူ့မှာပေါ်ပါတယ်တဲ့သူ့ကိုမှီပြီးတောင်တခြားပုဂ္ဂိုလ်တွေစားကြရတယ်ဥပမာမဲ့ရှင်သီဝလီပေါ့ဆရာဘုရားကိုယ်တိုင်က ောလန်ခီတခုဖြတ်တဲ့အခါမှာအဖြောင်းသွားတဲ့လမ်းနဲ့ကွေ့ပြီးတော့သွားရတဲ့လမ်းနှစ်လမ်းရှိတယ်။ကွေ့ပြီးသွားတဲ့လမ်းကမြို့တွေရွာတွေရှိတယ်။အဖြောင်းသွားတဲ့လမ်းကတောတောပဲလူသူမရှိတဲ့တော်ကြီးဖြစ်တယ်။အဲ့ဒီမှာမြတ်စွာဘုရားကတိဝတိပါလာပါပါတယ်။ပါလို့ရှိရင်တော့တို့အဖြောင်းမဲ့သွားကြရအောင်ဆိုပြီးတော့လူသူမရှိတဲ့လမ်းကနေသွားတာ။လူသူရှိတဲ့လမ်းကတော့လူတွေကတွေ့လူကြမ်းမှာပေါ့။ အလူသူမရှိတဲ့လမ်းကသွားပြီမဲ့လို့တော့နဲ့ကြီးတဲ့ရောက်နေပြီမဲ့လို့လှူတဲ့လူတွေကအများကြီးတွေ့လာဒါရှင်သေဝရိရဲ့ပုံတော့ကိုအဲ့ဒါပြောတာရှင်သေဝရိရဲ့သူကံကောတော့တဲ့ရောက်လဲပဲတရားနေဘယ်လိုရောက်လာမှမသိတဲ့လူတွေကသူ့ကိုကြွေးကြမွေးကြလှူကြတန်းကြအဲ့ဘယ်ကလူဘယ်မှမသိဘူးဆိုရင်တော့ဒါနတ်တွေပေါ့နော်နတ်တွေကဟိုအချွန်တက်ကြီးနဲ့ဝင်းဝါဝါကြီးနဲ့လာပြီးတော့ပွဲရလို့နဝတ္တဇာရီနဲ့လာကြွေးတာတော့မဟုတ်ဘူး သူလည်းခီးသွားလို့လို့ပါလို့လို့နဲ့ပဲတွေ့ပြီးတော့ကြွေးသွားတာအဲ့တော့မိတ်ဆွေကိုမပြစ်မှားတဲ့သူကကုညီမဲ့သူနဲ့ကြုံကိုကြုံတယ်တီးတဲ့လူနဲ့တွေ့ကိုတွေ့တယ်လို့ဆိုလိုတယ်ပေါ့ဒါနံပါတ်၁ကထားကနော်နံပါတ်၁ကယံယံသနပရံယတိနိကပေရာဇဌာနိယောသဗ္ဗတပုစီတောဟောတိယောနိမိတ်တနာနတုပတိမိတ်ဆွေတွေအပေါ်မှာပြစ်မှားမှုမရှိတဲ့ပုဂ္ဂိုလ်ဟာအဲအယတ္တိတသွားသွား ဘယ်မျိုးရောက်ရောက်ဘယ်ဟာရောက်ရောက်ဘယ်နေရာမှာမဆိုသူဟာအပူဇော်ခံရတယ်လက်ဆောင်တွေရတယ်ပူဇော်တယ်ဆိုတာလက်ဆောင်ဗာနာပေးကြတယ်သူ့ကိုခီယူကြိုဆိုကြတယ်ဒါတွေကိုပူဇော်တယ်လို့ခေါ်တာသွားလေရရသူ့ဟာမျက်နှာပွင့်တယ်လို့ပြောအဲ့ဒါဒုတိယအကျိုးနောက်တတိယအကျိုးကမိတ်ဆွေကိုအပေါ်မှာမပြင်းမာတဲ့ပုံကိုယ်တွေစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုံကိုယ်တွေဟာတဲ့ဘယ်တော့မှလမ်းသွားရင် တခိုးသမီးရဲ့အနှိမ့်ဆက်ကိုမခံရဘူးကိုသွားတဲ့အယံဒိသားကနော်အိုးချုပ်တဲ့ပုံကိုယ်ရေကိုယ့်ကိုအနှောက်အယှက်မပေးဘူးဘယ်နေရာသွားသွားအိုးချုပ်တဲ့မင်းဆိုးရာသားတွေကကိုယ့်ဒုက္ခမပေးဘူးတခိုးသမီးကလည်းကိုယ့်ကိုမနှိမ့်ဆက်ဘူးအဲ့ဒီလိုအကျိုးမျိုးသဗ္ဗေအမိတ်တိတရတိတဲ့အာကိုယ့်ကိုရံပြူးမဲ့ပုံကိုယ်ရေနဲ့ဘယ်တော့မှမဆုံးဘူးကျော်လွှားနိုင်သွားတယ်အဲ့ဒီအကျိုးရတယ်တဲ့ ဒါတတိယအကျိုးသရုဒ္ဓအကျိုးကတော့မိစွေတွေကိုမပြင်းမာတဲ့ပုဂ္ဂိုလ်ဟာအိမ်ပြန်မျက်နှာလှတယ်လို့ပြောလမ်းမှာရံဖြစ်လာတာမရှိဘူးလေအိမ်ပြန်ရင်မျက်နှာလှတယ်သဘာယံပဋိနန္တိတော်လူအတိုင်းဝိုင်းထဲမှာသူဟာအောင်မြင်လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အိမ်ပြန်မျက်နှာလှတယ်ဆိုတာအအစီဝေးတစ်ခုသွားတယ်သွားတဲ့အခါမှာသူပြောတာလေးအောင်မြင်လာတယ်အောင်မြင်လာတော့အတိုင်းဝိုင်းထဲမှာသူက ေါ်ပြူလာဖြစ်လာတယ်။ဆွေတွေမျိုးတွေထဲမှာလည်းပဲအချိန်မှန်ခံရတယ်။ထိတ်တန့်ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကနံပါတ်၄အကျိုး။နံပါတ်၅တော့သူကိုယ်တိုင်ကသူများကိုအလေးပြုသည့်အတွက်ကြောင့်သူများကိုတယုတ်တသိလှုပ်သည့်အတွက်ကြောင့်သူဟာကျိုးသေးတမှုခံရတယ်။သူများကိုလေးစားသည့်အတွက်ကြောင့်သူကိုလေးစားမှုခံရတယ်။သူရဲ့ခုံတရင်ချိန်မှန်စကားတွေဟာလေကြော်စောတဲ့ပြောဆိုခံရတယ်။အဲ့တော့လူတွေကမသိကြလို့ လူတယောက်ကိုကိုကချွတ်ချွတ်သားသားဆက်ဆက်ပြောမယ်ဆိုရင်ကိုပြန်ချွတ်တာချွတ်ချွတ်သားသားဆက်ဆက်ခါရတာပဲလေကိုကရင်ရင်ကြီးကြီးနဲ့ပြောရင် तू ကရင်ရင်ကြီးကြီးပြန်ပြောမှာကိုကဆက်ဆဲပြီးတော့မှသူများချိမနာခံခြင်းလို့မရဘူးလေကိုကလေးစားလို့ရှိရင်ကိုဟာလေးစားခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကိုကအယုသိပေးရင်ကိုကအယုသိခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကပင်စွာမြောက်ရတဲ့အကျိုးနောက်တစ်ခုကပူဇော်ကောလေဗတီပူဇော်ဝန်ကောပฏิဝန္ဒနာ ယသောဂိတ်တေသဗ္ဗောတိယောမိတ္တနာနာတုပတိဒီနေရာမှာမိတ်ဆွေဆိုတာဆရာမိဘဒါလေးကိုပြောတာနော်ဆရာကိုမပြစ်မှားဘူးမိဘကိုမပြစ်မှားဘူးဟောယဟန်တန်ဃာလေးကိုမပြစ်မှားဘူးဒါကြောင့်မလို့ကိုယ်အသူများကိုပူဇော်တယ်ပူဇော်တယ်ဆိုတာအော်နာလောက်တာပေါ့ပေးတယ်ကံတယ်လူတယ်တန်တယ်ဝန်ကောပฏิဝန်နာ ကိုကသူများကိုလေးစားပြီးတော့ရှ िख ိုးတယ်ဆိုရင်ကိုယ်ရှ िख ိုးမဲ့လူပေါ်လာတာသူတို့ဆိုလို့ရသောကိတ္တိစပ္ပဘောတိရသဆိုတာအချမ်းရအကျော်ဆုံးကောင်းတဲ့ကုန်တဲ့ကိုယ်ချမ်းရမဲ့ပုံကိုယ်လေးကိတ္တိဆိုတာကုန်ကုန်ချီးမွမ်းခံရမှုအဲ့ဒါတွေရရှိနိုင်တယ်တဲ့ဒါနံပါတ်6 နမခွန်ကအခိယထပစ္စလတိဒေဝတာဝဝိရောစတိတိရိယအစိတောဟောတိယောမိတန္တနာတုပတိဆွေဆွေတွေမိဘဆွေမျိုးတွေဆရာသမားတွေနော်မိဘတွေဆရာသမားတွေပေါ်မှာမပြင်းမှားဘူးဆိုလို့ရှိရင်တဲ့မိအယောင်ဟာတောက်ပတယ်လို့ဒီလိုလည်းညှို့မိန်တာမဟုတ်ဘူးသူရဲ့ကုံသရင်ကတောက်ပတယ်လို့ပြောတာနော်မိလို့တောက်ပတယ်ဆိုတာအဲမညှို့မိန်တာကိုပြောတာကုံသရင်တောက်ပတာကို ဒေဝတာဝဝီရောစတိနတ်ဟာတင့်တယ်သလိုသူ့ရဲ့ကျုပ်အဆင်းကလည်းတင့်တယ်သီရိယာအသွေတော်ဘယ်နေရာသောသာသူကကျက်သိရှိသူ့ဘယ်မှာတွေ့တွေ့ကျက်သိရှိအဲ့တော့ကျက်သိဆိုတော့ဘာကိုခေါ်ရတော့လို့မေးပြန်တဲ့အခါသီရိတိပုံညာပညာနာမေတ္တာဒိဝသနာကျက်သိဆိုတော့လူရဲ့ကျက်သိဆိုတာပဲဆန်လို့ရွှေငွေတို့ယရနာတို့အစိမ်းပြည့်ကြီးတွေဝတ်ထားတာပြောတာမဟုတ်ဘူးသူကျက်သိဆိုတာဘာလို့ဆိုရင် ကုသိုလ်ကောင်းမှုရှိခြင်းနဲ့အတိညာရှိခြင်းကိုတသိလို့ခေါ်တယ်။သီရိတိပုံညာပညာနာပေတံအဓိဝဆံသီရိတသိဆိုတာတဲ့။ကုသိုလ်ကောင်းမှုရှိတယ်အတိပညာရှိတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတသိရှိတယ်လို့ခေါ်တယ်။ဒီလိုလဲဆိုတယ်။အာခုနှစ်ခုမြောက်ရှစ်ခုမြောက်ကြတော့ဃာဝတ္တပ္ပစာယံတိခိတ္တေဝုတ္တံဝေလူ ဩဒနာဖလမတနာတိယောမိတ်တနာနာထုပတိသိစေရိဆရာမိပါတွေပေါ်မှာမပြမားတဲ့ပုဂ္ဂိုလ်ဟာတဲ့သူ့အိမ်မှာမွေးမြူထားတဲ့နွားတွေရှင်းတော့နွားမွေးတာတော့လူသားနွားမှမွေးတဲ့ဟာကိုဝိတကရတော့နွားအကောင်းပေါင်းများစွာရှိတယ်လေလာတော့ရင်တို့ဆိုရင်သူနွားကြောင့်သားရွာတော့တဲထားတာရှင်းခေကအဲ့ဒါမွေးပြူလို့ရှင်တော့နွားပဲမွေးကြပြီတော့ ကျက်တွေဝက်တွေတော့သွားမမွေးနဲ့အဲ့ဒါအကုသိုလ်လုပ်တယ်။ဥစ္စာအဲ့ဒါတွေကတော့ပြစ်ရှိတယ်။ဝက်မွေးအစားစိတ်မွေးသစားအဲ့လိုဟာတော့ပြစ်ရှိတယ်။ဒီနွားမွေးပြီးတော့နှုတ်ယူတာတော့အပြစ်မရှိဘူး။အဲ့တော့ရှိရတဲ့လက်ရှိအဲ့ဒါကိုပြောတာခါဝေါတန္တပစာယံတည်တယ်။သူ့နွားကြမှာနွားတွေတိုးလာ။အဲ့တော့သူကမပြင်းမာတဲ့ပုဂ္ဂိုလ်ဆိုရင်ခါဝေါတန္တပစာယံတည်။သူ့မွေးတဲ့နွားချံမှာနွားတွေကပို့ပြီးတော့ နွားတွေဥယျာဉ်တိုးလာတယ်ခစ်တွေဝုတ်တံဝိရုဟတိစိုက်ခင်းတွေကလည်းပဲအပင်တွေကကောင်းကောင်းပေါက်တယ်ဖြစ်ထွန်းတယ်ဟုတ်တနာဖလမတနာတိတဲ့စိုက်ထားတဲ့အပင်တွေကလည်းအသီးကျတယ်ဟုတ်တယ်ဓာရီကဆက်ဆက်နေတာဆက်ဆက်နေတာဒီလိုကျတော့စိုက်ပြီးပိုးတွေကျပြီးအကုန်လုံးပျက်စီးသွားတဲ့ပုံစံလည်းရှိတာအပိုးမကြမ်းနဲ့ပိုးပြီးတော့အသီးတာလည်းရှိတယ်။ဒါတွေကတချို့ကလူကန်ကျမနဲ့ပတ်သက်တာတွေလည်းရှိတယ်။အဲဒါကြောင့် လူတော်လူကောင်းတွေမှာတဲ့ဝေးပြူထားတဲ့နွားတွေတိုးလာတယ်။နောက်လက်မြေစိုက်ပြုတ်ထားတဲ့အရာတွေကပို့ပြီးတော့ပေါက်တယ်။နောက်စိုက်ထားတဲ့အရာတွေကအသီးနှံတွေအများကြီးထွက်တယ်အဲလိုအကျိုးရှိပါတယ်တဲ့။ဒါကရှစ်ခုမြောက်အကျိုး။ကိုးခုမြောက်ကြတော့၆ကပ္ပာကြီးတို့တောင်မော်တို့သစ်ပင်တို့ဟာအဲ့ဒီကနေပြီးတော့မတော်တဆ၆ကပ္ပာကြီးတွေချော်ကြတယ်။တောင်မော်တောင်မော်ကမတော်တဆချော်ကြမယ်။ သစ်ပင်ဘောကမတော်တခြားချောချမယ်သုတောပဋိဋ္ဌံလဘတိမိတ်ဆွေကိုမပြစ်မာတဲ့ပုဂ္ဂိုလ်စွာအဲ့လိုမတော်တဆခြေကျော်လဲချော်ကြပြီမယ်လို့တဲ့ကံကောင်းပြီးတော့သူကဘယ်တော့မှအောက်ထီအောင်ခြေကျော်လက်ကျော်ထီအောင်မကြဘူးတဲ့ကံကောင်းတယ်လို့ပြောတာနော်ဆိုလို့ရတယ်သစ်ပင်ဘောကကြပြီမယ်လို့အောက်မရောက်ပဲနဲ့အဲ့ဒီကိမောတင်းနေတာတို့ချုံမောတင်းနေတာတို့ဘာမှတန်ရမရတာတို့ရှိတယ်လေဒါမျိုးတွေ အဲ့ဒါမိတ်ဆွေကိုမပြစ်မာတဲ့ပုဂ္ဂိုလ်တွေအဲ့လိုအကျိုးကျေးဇူးဒါနံပါတ်9နံပါတ်10ကျတော့လေဟာတချို့တပင်းနေဆိုရင်အလွယ်တကူတိုက်လဲတယ်သို့တော့အမြင့်တရားသိတမ်းမာတဲ့ညောင်ပင်လို့အပင်မျိုးကြတော့မုံတိုင်းကတိုက်လဲဖို့မလွယ်ဘူးသူကအမြင့်ကသိပြီးတော့ခိုင်းနေအမြင့်တွေလည်းများတယ်အဲ့ဒီညောင်ပင်ဟာအမြင့်တွေ့မှုအားကောင်းတယ်လို့ပဲနံပါတ်10အကျိုးကတော့ မိတ်ဆွေတွေဆရာသမားတွေမိဘတွေကိုမပြင်းမာတဲ့ပုဂ္ဂိုလ်ဟာတဲ့ကိုယ်ရံပြုတ်ခြင်းတဲ့ပုဂ္ဂိုလ်ဟာတောင်မှသူ့ကိုမတွန်းလှန်နိုင်ဘူးဘလောက်ပဲသူ့ကိုရံပြုတ်ရံပြုတ်သူ့ကိုလဲပြုတ်သွားအောင်မလုပ်နိုင်ဘူးလို့သူဆိုလို့